မင်္ဂလာပါရှင်နေပါပြီခရမ်းသီးကိုငပိရေချိုနဲ့နှက်စားဘူးလားရှင်ခရမ်းသီးဆိုရင်တော့အစိမ်းအောင်ဆို ကျမတို့ရရတယ်အဲ့တော့ဒီအရာမဲကျမတို့အဆင်ပြေတယ်ခရမ်းရောင်ပေါ့ရှင်ဒီခရမ်းသီးပေါ်တော့ မက်ခွာမွှန်လို့ခေါ်မွှန်ဆိုတာကကျမတို့ခရမ်းရောင်ပြောတာပေါ့နော်ခရမ်းကျင်လေးလေးတွေကြတော့မက်ခွာထပ်ဖြစ်သွားတယ်ရှင်မက်ခွာလိုင်းတော့မက်ခွာထပ်ဖြစ်သွားတယ်ဒီကတော့မက်ခွာမွှန်ပေါ့နော်ဒီအန်ဒီကိုကျမကကျမမေးလို့တဲ့ပုံစံအတိုင်းပဲအရာလေးတွေအရာလေးတွေပြီးလိုက်ပါတယ်ရှင်။ ခရမ်းသီးကအဲ့လိုလီးပြီးသွားတယ်ဆိုရင်စားရင်စင်ရပါတယ်စားရင်မစင်ဆိုရင်ခရမ်းသီးကအရောင်ကိုအမေအောင်ဘက်ကိုပြောင်းသွားတတ်ပါတယ်ဒါကြောင့်မလို့ကျွန်မစားရင်စင်နေနောက်ပြီးတော့ချက်တုံအဖြူနဲ့နေပါခြင်းမပါဘူးเนาะသူ့ကိုကျွန်မကြိတ်ထားပါတယ်ရှင်ဒါကတော့ငားပါကျွန်မကခရမ်းသီးနဲ့တွဲစားရင်အတွက်ကြက်ဥအရင်ဆုံးကြောက်မယ်เนาะပြီးရင်တော့ဒီအိုးနဲ့ပဲ ခရမ်းလေးဆက်ပြီးထမဖြစ်ပါတယ်။ကြက်ဦးကတော့ဒီနေ့က၃လေးလုံးပေါ့ရှင်ကိုစားနိုင်တလောက်ကျွန်မထည့်လိုက်ပါတယ်။ငါသားလေးအိမ်မှာနည်းနည်းရှိရမို့သူ့ကိုထည့်တယ်ပြီးတော့ချက်တုန်ကြီးကြောထည့်တယ်။အရသာမုံထည့်တယ်ပြီးတော့ငမရည်နေငယ်ထည့်ပြီးတော့သူ့ကိုခေါက်ပါမယ်ရှင်။เจ้ามือจอก็เลยคันตีนั่นแหละไล่ผัดไปရှင်ยูยูงาก็ไม่ป่าเลยยาไปเนาะจม้าอีมาจันเนี่ยงาเล็กนี่จาနေတော့ก็เลยแท้ပြီးတော့จ่อไล่ตาဖြစ်ไปရှင် ဟိုရဲကိုစီထဲတယ်စီပွားဆောင်နေပြီးတော့ရင်တော့ကျမခောက်ထားတယ်ကြက်ဥတွေကိုသူတွေကိုကျမထည့်ပြီးတော့ကြော်ပါမယ်ရှင်အောက်ကကြက်နေတယ်အပေါ်ကမကြက်သေးဘူးအနေထားဆိုရင်တော့ကျမကသူတွေကိုမြေကောင်းထိုင်လိုက်ပါတယ်မြေကောင်းကိုထိုင်နေကြရင် click ထိုင်လို့ခေါ်ပါတယ်ရှင် ဒီတိုင်းတော့ကျွန်မအထောက်လှန်လိုက်ပါတယ်ရှင်။ကျက်ဥမှွေကြော်ကတော့ဒီမှာခိုင်ကျို့လို့ခေါ်ပါတယ်ရှင်။ကျက်ဥမှွေကြော်လေကျွန်မအချိန်လေးနည်းနည်းယူပြီးကြော်လိုက်တော့ကျက်ဝမလမပဖြစ်သွားတယ်။အပေါ်ကနေပြီးတော့ကျွန်မတို့ခရီးညင်သီး sauce လေးရသလို chili sauce လေးရပါတယ်ရှင်။ပြီးတော့ရင်တော့ကျွန်မခရီးညင်သီးစနက်မင်း ဒါကအဓိကပေါ့နော်ဥရောပစီအများကြီးမထည့်ဘူးနည်းနည်းလေးပဲထည့်တယ်ရှင်ကျမစီကြောက်တယ်ဒါကြောင့်မဟုတ်ပါဘူးမမီကစီမင်းမကြိုက်တယ်ဆိုစိတ်ကြိုက်ထည့်နိုင်ပါတယ်ကျမအရေကိုပို့ပြီးဦးစားပေးတယ်ပေါ့နော်ဒီလိုနည်းနည်းထည့်တာပါပထမကြိတ်ထားတဲ့ကျက်တော့အဖြူနဲ့အညီကိုဦးရဲထည့်ပြီးတော့ကျမစနစ်မုံလေးပါနည်းနည်းထည့်ပြီးတော့စီတက်ပါမယ်ရှင်သက်တော်လေးတွေကိုလုံးဝကျွန်မ ရောင်လေးပြောင်းလာတဲ့နေတိုင်းရောက်တဲ့ဒီစီတက်တယ်ရောင်လေးနည်းနည်းပြောင်းလာတဲ့နေသားဆိုရင်တော့အရောင်တင်မုတ်ထဲပါတယ်ပြီးရင်ကျမတပန်းဒီမှာမှွေပြီးတော့စီတက်ပါတယ်ဒီမှာရင်းကြီးတာကငပိရေချိုရင်းကြီးပါတယ်မြမငပိရေချိုရရလို့ထိုင်းငပိရေချိုလည်းရပါတယ်ရှင်ဒီစီတက်ကိုကျမကမွေးနေအောင်တက်ပြီးတဲ့အခါမှာသူ့တွေကိုကျမငပိရေချိုထည့်ပါတယ်ရှင်လို့စားကြည့်ပါနော်အဲတချို့လဲစားဖို့ပါလိမ့်မယ်တချို့လဲစားဖို့ကျမစားဖို့ပါလိမ့်ဒါပေမဲ့ငပိရေချိုနဲ့ ခရင်သီးနှက်လိုက်တဲ့ခါမှာအရသာလေးကျမတို့ကတော့အရန်ကြိုက်တော့ဆိုတော့ကျမငါပြစ်ကြိုက်တာဟုတ်ဒါကြောင့်မဟုတ်ပါရှင်ပေးနော်ခရင်သီးလေးတွေပေါက်ထည့်တယ်ရတယ်ပက်လက်လက်ထည့်ရအစင်ပြေသလိုထည့်ပါရှင်ခင်းသင်းပြရင်တော့ရေတော့နည်းနည်းလိုရင်းရှင်အဲ့တော့ကျမရေလေးနည်းနည်းလေးလောင်းပြီးတော့ထည့်လိုက်တယ်ပြီးတော့ရင်တော့ဖုံးလေးပိတ်ပြီးတော့သူ့ကိုပြစ်ထားလိုက်တယ်ပြီးတော့9မိနစ်10မိနစ်လောက်ကြာတော့ ကိုလိုမျိုးလေးလာပြီးတော့မှွေပြီးတယ်ရှင်ခန်းသီးကိုလေးနည်းနည်းလေးကျုံသွားတဲ့အနေထားရောက်တည်တည်ကျမဒီမှာတည့်လိုက်တယ်အချိန်တိုအတွင်းမှာခင်းသီးကအခုလိုမျိုးကျုံလာ15မိနစ်လောက်ဆိုကျုံလာဆိုကျမရတာမဟုတ်ထဲ့တယ်အရတာမဟုတ်နည်းနည်းပဲထဲ့တယ်ပဇွန်เจ้าကိုပို့ထဲ့လိုက်တယ်ရှင်ပဇွန်เจ้าကိုနှစ်စွန်းလောက်ထဲ့လိုက်တယ်ပြီးတော့ငမ်းမြိုင်လေးနည်းနည်းထဲ့လိုက်တယ်မိမိကစားကြိုက်တယ်ဆိုရင်ဒီမှာစားလဲထပ်ထင်နိုင်တယ်ကျမစားရစင်တော့ထပ်မထဲ့တော့ပြီးတော့ငြူသီးစိမ့်လေးထဲ့လိုက်တယ်အားရပါရမှွေလိုက်တယ်အဲ့ဒီအချိန်မှာပဲကျမရဲ့ခင်းသီးလေးကအိုခီနေပြီလို့ကျမယူဆတယ် အဲ့တော့မီးပိတ်ခံဒီချိန်မှာပဲကျမကသူ့တွေကိုနန်းနန်းမင်းကိုထည့်လိုက်တယ်နန်းနန်းမင်းကတော့ထိုင်းနိုင်ငံမှာတော့ဖက်ချီလို့ခေါ်တယ်ရှင်အဲ့ဒါကိုကျမထည့်လိုက်ပါတယ်အရန်စားခြင်းသဘောဖြစ်တဲ့စားကောင်းနဲ့ခင်းသီးနှက်လေးရရှိပါပြီဒါပေမဲ့လို့ special ကတော့ငပိရေကျိုးအသုံးပြုသွားတာဖြစ်ပါတယ်ရှင်ထိုင်းငပိရေကျိုးကတော့ပေါ်တယ်နော်ထိုင်းလိုငပိရေကျိုးကိုပါလာဆပ်လို့ခေါ်တယ်လို့ပါလာပို့လို့လည်းခေါ်ပါတယ်နော် xin bị cho bảo gì sai cho bảo chỉ มีซาตานแคนดี้เต็มใจผมถ่ายแม่เนเน่จุ้ยเนาะซาเด็กเนเน่สวยเนาะดูซาอันใหญ่ดมซาด้วยถ้าก็เนบาบี้แคนดี้อารมณ์เนบิซาเจนค่ะ Anh ơi Anh là gì? Thế thì sao nó có rồi à? Mua anh nhỉ rồi Wow Mm-hmm. ငါလေးအဲမလေးအဲမိုက်လေးရမ်းခိုက်တယ်ရမ်းကြိုက်လေမြေဒီလိုက်ရှိရဟုတ်တာကြည်ပါနော်ဟုတ်တာကြည်ပါနော် Thank you all.